အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ CRM စစ်သားဇင်အောင်ဖြစ်ပါတယ်2025ခုနှစ်ဇွန်လ18ရက်အင်္ဂါနေ့နံနက်ခင်းစီရီသတင်းသုံးသပ်ချက်များကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ကရင်နီနဲ့ရှမ်းတောင်ဆက်ကစစ်ဘေးကြာစာတင်ကြောင်းတစ်ခုကို drone နဲ့ဆင်းတဲ့ဘုံကျဲတိုက်ခိုက်မှုပြုလုပ်ခဲ့တဲ့အတွက်ကလေးတငယ်တွေအထူးကရှိနိုင်တယ်လို့ကနအူးသိထားရပါတယ်စစ်ကောင်စီရဲ့အရပ်ဖက်ပြမှတ်အနေနဲ့စာတင်ကြောင်းတွေကိုပြမှတ်ထားတိုက်ခိုက်မှုတွေကိုနီလန်းရှာကြံပြီးဟန်တားတင်နေပြီဖြစ်ပါတယ် ။ဘာကြောင့်ဒီလိုတွေလုပ်နေရတယ်လဲဆိုတော့တစ်ချက်စဉ်းစားမိတာရှိပါတယ်။စာသင်ကျောင်းတွေကိုဘုံခဏခဏကျဲမယ်ဆိုရင်ကျောင်းတွေပိတ်ကြရမယ်။ဒီလိုဆိုရင်စစ်ဘေးကျောင်းတွေဟာသာသမီပညာရေးအတွက်လွတ်မြောက်နေပြီကိုစွန့်ခွာလာကြပြီးစစ်ကောင်စီထိန်းချုပ်မှုအောက်ကိုပြန်ဝင်လာနိုင်တယ်ဆိုတဲ့အချက်လည်းဖြစ်ပါတယ်။ဒါကတော့ကျွန်တော်ရဲ့တကွေသုံးသပ်ချက်များတာဖြစ်ပါတယ်။မန္တလေးတိုင်းတပိတ်ချင်းမျိုးနဲ့အမတ်ဆက်တုံးတက်မတော်တမ်းမြင့်လေးချင်းချောင်းလေးကိုရိတ်ခါခဲရန်တွေဂျမန်နဲ့နေကင်းမှာလေချောင်းကနေခြာပေးခဲ့တာရှိပါတယ်။ စဲတထုပ်ပါဝင်စုစုပေါင်းအထုပ်89ထုပ်ဖြစ်ပါတယ်အမှတ်73တက်မတော်တမ်းမြင့်လေးကျင်းအကြောင်းခဏခဏပြောနေတာဆိုတော့တက်မတော်တမ်းမြင့်လေးကျင်းအကြောင်းဆိုတာဘာလဲဆိုတာအနည်းငယ်ရှင်းပြပေးပါမယ်စခါတာလို့ခေါ်တဲ့စစ်ခြေကံလေးကျင်းတက်တယ်မှာစစ်ခြေကံလေးကျင်းသင်ခန်းစာတွေတတားတွေကိုသင်ကြားပေးတာဖြစ်ပါတယ်စစ်ခြေကံသင်ခန်းဆင်းလာတဲ့တတားတွေကိုတတကလို့ခေါ်တဲ့တမ်းမြင့်ကျောင်းတွေမှာလောင်းငယ်ကြီးခံလို့ခေါ်တဲ့အချက်လောင်းတင်တဲ့အချက်ငယ်တင်တဲ့အချက်ကြီးတင်တဲ့ အရာရာမူတင်တန်းစတာတွေပြင်လက်ပြောင်တင်တန်းခြေရံခြေရကောက်နဲ့မုတ်ဆိုးအမဲလိုက်တင်တန်းစစ်ခွေးတင်တန်းတပ်ရင်းစစ်မွမ်းမံတင်တန်းနဲ့တပ်မအစစ်မွမ်းမံတင်တန်းတွေကိုတင်ကြားပို့ချတာဖြစ်ပါတယ်။ယခုနောက်ပိုင်းမှာတော့အရာရှိတွေပါအထူးခွင့်မှုတင်တန်းအထူးရင်းမှုတင်တန်းဆိုပြီးတက်ရောက်နေရပြီဖြစ်ပါတယ်။ရခေတရကအကြောင်းကြီးဆိုသူတွေကိုဂိမ်းမောတွေလို့စမှတ်ကြလေရှိပြီးအခုခါမှာတော့စစ်တိုင်းမှုတွေတောင်ခန့်အပ်နေတာကိုတွေ့ရပါတယ်။ကျွန်တော်တက်ခဲ့မှုတဲ့တတကအကြောင်းတွေကတော့ အမှန်ကားတမန်တော်တမ်းမြင့်လေးကျင်းအကြောင်းကိုင်းကောင်မှာအကြံကြီးတင်တယ်။အမှန်နဲ့တမန်တော်တမ်းမြင့်လေးကျင်းအကြောင်းမိုးဆွေမှာအရာကမူတင်တယ်။အမှန်ခွန်တမန်တော်တမ်းမြင့်လေးကျင်းအကြောင်းပြည်တော်မှာတမအဆင့်တိုက်ပွဲဝင်မုံမှန်တင်တယ်နဲ့ပြည်သူစစ်နီးပြတင်တယ်။ပလုံသွားပြီဖြစ်တဲ့အမှန်ကိုတမန်တော်တမ်းမြင့်လေးကျင်းအကြောင်းကမ်းဒီမှာတိုင်ရင်အဆင့်တိုက်ပွဲဝင်မုံမှန်တင်တယ်တွေပဲဖြစ်ပါတယ်။လက်ရှိချိန်မှာတော့တမန်တော်တမ်းမြင့်လေးကျင်းအကြောင်းတွေမှာအရမလူလူစုတင်နာသားတွေကိုစစ်ချေခံလေးကျင်းတင်နာတွေပြေးနေတာဖြစ်ပါတယ်။ တရားကြီးလို့ခေါ်ကြတဲ့တတက14တတကကျောင်း14ကျောင်းရှိပြီးနောက်ဆုံးအမှတ်14ကျောင်းကတော့ကရင်ပြည်နယ်မခရော့ရှိဒေသမှာတည်ရှိတာဖြစ်ပါတယ်။တမ်းမြင့်စစ်ပညာတွေကိုလက်ကျင့်သင်ကြားပေးတဲ့ကျောင်းကြီး14ကျောင်းနဲ့အားရခမြင်းမင်းပြမြို့နယ်ကမ်းလီခြေဆိုင်အမှတ်9တပ်မတော်တမ်းမြင့်လက်ကျင့်ကျောင်းဟာလည်းကိုချီတို့သိမ့်ပိုက်ထားနိုင်ပြီဖြစ်ပြီးကျောင်းကြီးနဲ့အဖွဲ့ဟာမကွေတိုင်းစတုတ္တရာမြို့နယ်လေးကိုကစင်ကလျားစုတ်ခွာထွက်ပြေးခဲ့ရတဲ့ဖြစ်စဉ်လည်းရှိခဲ့ပါတယ်။ ဒါကြောင့်လက်ရှိဗိုလ်မှူးကြီးအောင်နိုင်ဦးဦးစီးနေတဲ့အမတ်ဆက်တုံးတက်မတော်တမ်းမြင့်လေးကြီးအကြောင်းကြီးကိုတော့တိမ့်ပိုင်နိုင်ခဲ့ရင်တော့အမှတ်တမ်းဝင်တိုက်ပွဲကြီးဖြစ်သမိုင်းဝင်သွားမှာဖြစ်ပါတယ်။ကြားပြတစ်ခုအနေနဲ့အနည်းငယ်လေးပြောပြလိုပါတယ်။ဂျမန်လေးကွန်တက်နိုင်ရေးဖိစာတွေကဒုတရမှုဝင်သက်မက်ဆီကိုင်းမှုကဆပါတယ်။ဂျီတူးဖြစ်တယ်ဆိုပြီးလာပြောကြတာရှိပါတယ်။စတတ်တွေထဲမှာဂျီအေကျူဆိုပြီးစစ်ဦးစီးစစ်ရေးစစ်ထောက်၃မျိုးရှိပါတယ်။ မူအားဖြင့်ဂျီစတာလည်းနောက်တစ်ဆင့်တက်ဖို့လမ်းစာမြန်တာဖြစ်ပါတယ်ဂျီစတာလည်းစေဦးစီးမှုဖြစ်ပြီးကြံတဲ့အင်းနဲ့ဂျူဟာဦးစီးအရာရှိတွေတာဖြစ်ပါတယ်ပြီးတော့စစ်ဗျူဟာဖွဲ့စည်းပုံမှာဒုတိယဗျူဟာမှုဆိုတာမရှိတယ်လို့ G1 G2 ဆိုတာလည်းမရှိဘူးဖြစ်ပါတယ်ဂျမန်လေးကိုတက်တဲ့ပါလေးသေးဗျူဟာက G2 ဆိုပြီးနားလည်လွယ်အောင်ဖော်ပြလိုက်ခြင်းဖြစ်ပြီးအမှန်တကယ်ကတော့ G2 ညီနိုင်ကိုကဲလို့ခေါ်တဲ့စစ်ဖက်ယာလူဖြစ်ပါတယ်။မကွေးတိုင်းရေစကြုံမြို့နယ်အခြေစိုက် အမှန်958ခြေလင်တိုင်ရင်ကနေထွက်လာတဲ့ဆေးချောင်းဟာပခန်းကြီးမျိုးဟောင်းကနေတစ်စစ်ဆေးချောင်းရတဝိုက်တက်ပြန့်လှုပ်ရှားလျက်ရှိပါတယ်။ပခုတ်ကူခြေဆိုင်အမှတ်တရ1ခြေမြန်းစစ်မှဌာနချုပ်ကနေထွက်ခွာလာတဲ့စစ်ရင်တန်း3ရီဟာဘဲဒီရွာဗရမ ्या ဖုန်ကြီးချောင်းအတွင်းယာယီခြေပြုတ်လျက်ရှိပါတယ်။ကံမမှာရောက်နေတဲ့ရိတ်ခါရင်တန်းကတော့ဆက်မတက်သေးပဲအကျော်လော်တွေတောင်ပုတ်နေပြီလို့သိရပါတယ်။ဒေသခံတွေအားလုံးဒီပါထွက်ပြေးအောင်ဖန်နေပြီးစောင့်နေတယ်လို့ခံမှန်းရပါတယ်။ ရှိကပုတ်ပြီးအပြန်ခါလီစင်းလာမဲ့ရင်နှန်းဟာဒေတာကန်တွေရဲ့ပရိဘောကနဲ့ပစ္စည်းမှန်သမျှကားပေါ်တင်ပြီးပြန်လာကြမဲ့အစီအမံလို့သုံးသပ်ရပါတယ်။ဒါမျိုးကလုံနေကြတယ်ဖြစ်ပါတယ်။ခံကောင်းမျိုးနဲ့အမှန်90ချီလင်တိုင်ရဲ့လှုပ်ရှားစစ်ကြောင်းကိုဦးစီးနေတာကဗိုလ်မှူးကြီးလာမျိုးထုတ်ဆိုသူဖြစ်ပါတယ်။ဒီရတော်အတွင်းအမှန်90ချီလင်တိုင်ရဲ့ကိုရဟရင်နဲ့ရိတ်ခါခရံဖြစ်တင်ပေးမဲ့အစီအမံရှိနေပြီးစပြောင်းရာရှိဗိုလ်ကြီးတပ်ပိုင်ကိုလည်းဗာလဲခေါ်ဆောင်သွားမယ်လို့သိရှိထားရပါတယ်။ကချင်ပြည်နယ် ဖားကန်ဒေတာကတော့ကဘာပြက်နေသေးတာဖြစ်ပါတယ်လက်နေကြီးပြက်ကမှုစစ်ကြောတို့ပြက်စင်းမှုတွေပြင်ဘာမှညာမှန်မသိပြောပြက်ကတက်ပြမှုတွေကြောင့်ဒေတာကန်တွေအသက်ဆုံးရှုံးမှုဇက်တိုက်ဖြစ်ပေါ်လျက်ရှိနေပါတယ်မော်ဝါလေးဒေတာကန်တွေကတော့ပိတ်မိတယ်လို့ဖြစ်နေတယ်လို့ယူဆရမယ့်အနေအထားဖြစ်ပါတယ်ရှမ်းမြောက်နောက်ကျတောင်းခမ်းနေတာမှာစီးရီမန်းကထင်တယ်လို့မပြည့်မဝဖြစ်နေတဲ့စစ်ကောင်စီဟာတင်လီလာရေးထိတ်ထုတ်ထားတဲ့မန်းစာကြေးရွာကိုလေကြောင်းတိုက်ခိုက်မှုအပြင်းထန်ပြုလုပ်ခဲ့ပါရဲ့ နာမတူနဲ့ကိုကန်ရမာရှိတဲ့အဆိုပါကြည့်ပါဦးတိုက်လေရင်ဒေးစီအသုံးပြုကယမန်နေ့ညနေကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပါတယ်။ TNL တပ်ဖွဲ့ဝင်လို့ယူဆရသူတူဦးလာရှိုးမျိုးမှာစစ်ကောင်စီရဲ့ဖမ်းဆီးခံရမှုအပြီးစစ်ကြောကြက်ရလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာဖြစ်တယ်လို့ထောက်လန်းသိရှိရပါတယ်။အာရခမြေကြောက်ဖြူတိုက်ပွဲပြင်းထန်တဲ့ပြင်းထန်လာနေပြီဖြစ်ပါတယ်။ရဲတပ်ရဲ့30နှစ်အနည်းစစ်ညင်နာကနေဒေသိပ်ဘက်ကိုလည်းဖြန့်ကျက်လာခဲ့ပြီဖြစ်ပါတယ်။ အမှတ်34ခြေလင်းတိုင်းရာ၄စိမ့်နဲ့အချင်းထောင်ကြားမှာတရှိတာဖြစ်ပါတယ်အကန့်အသတ်နဲ့တိုက်စစ်ဆင်နေရတဲ့ကိုချီတို့ဟာချောက်ပြူစစ်နယ်ဝန်းကိုတဖြည်းဖြည်းချင်းချဲ့ထွင်လာနိုင်ခဲ့ပြီလို့ဆိုရမှာဖြစ်ပါတယ်ကြီးတဲ့ရဲ့ခြေလင်းချင်းများတိုင်းရဲဌာနချုပ်၃ဦးနဲ့ရဲတိုင်းရင်ကိုဦးစားပေးသိမ့်ပိုက်လိုအပ်ရှိပြီးနောက်ဆုံးမှရေဒါစခန်းဌာနချုပ်ဘက်ကိုဦးတည်မယ်လို့အမှန်းဆရပါတယ်နောက်တစ်ချက်က၄စိမ့်ကိုထိချုပ်နိုင်ပြီးပြီဆိုပါကအချင်းထောင်ကိုစီးနှင်းမဲ့အနေအထားဖြစ်ပါတယ်အမှတ်34ခြေလင်းတိုင်းအကြောင်း ထဲ့ကိုမပြောတာကလေစိတ်ကိုလက်လို့ရပြီဆိုတာနဲ့အချင်းတော်ကိုသွားရောက်ပူးပေါင်းကြရမှာဖြစ်ပါတယ်။ဒီမှာ34ချင်းလင်တိုင်းရဲ့အကြောင်းကျွန်တော်ပြောခဲ့ပြီးဖြစ်ပါတယ်။စိုက်ဧရိယာဟာကျင်းချင်းလေးဖြစ်ပြီးလက်လက်ကြီးနဲ့၃လုံးလောက်ပြစ်သွင်းရုံနဲ့တင်ပွဲပြီးနိုင်မှာကြောင်းတင်ပြလိုက်ရပါတယ်ခင်ဗျာ။စလဲဆုံးနားထောင်ပြီးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်။စိုက်ပွဲရှိရင်အောင်ပွဲရှိရင်